အင်တာမီလန်နဲ့ဘာစီလိုနာတို့ရဲ့အကြာရှင်ပြိုင်မှုမှတ်တမ်းတွေကတော့သမိုင်းတွင်ခဲ့တယ်ဒီနှစ်သင်းရဲ့ပြိုင်ဆိုင်မှုအထူးသဖြင့်2009-2010 semi final ကပြိုင်ဆိုင်မှုပါဘောလုံးသမိုင်းမှာကြီးမားတဲ့ဆက်ဆောင်တစ်ယောက်အဖြစ်ပါဝင်နေခဲ့တာဖြစ်တယ်လက်ရှိအချိန်မှာတော့အင်တာနက်ဘာစီလိုနာရင်ဆိုင်တွေ့နေရဖြစ်ပါတယ်လက်ရှိအကြောင်းထက်ဆိုင်ကျွန်တော်ကတော့အတိတ်ကိုပြန်သွားပြီးတော့အဲ့ဒီအရေးပါခဲ့တဲ့ဖြစ်ရပ်တွေအဲ့ဒီအရေးပါခဲ့တဲ့ဖြစ်ရပ်တွေမှာပါဝင်ခဲ့တဲ့မော်ရီညိုလိုအဓိကဆက်ဆောင်တွေအကြောင်းကိုဒီဗီဒီယိုမှာသုံးသပ်ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ် အားလုံးပဲမင်္ဂလာပါစီတူအိုဖီနီယိုကနေကြိုဆိုလိုက်ပါတယ်အခုတင်ဆက်ပေးခြင်းဒါကတော့အင်တာမီလန်ဘာစီလိုနာဂျာကရှင်ပြိုင်မှုမမ်မိုရီတွေမော်ရင်ဟိုလိုလိုအဓိကဇက်ဆောင်တွေရဲ့အမှတ်တရတွေအကြောင်းပဲဖြစ်ပါတယ်လက်ရှိအချိန်မှာတော့မော်ရင်ညိုဟာအင်တာရောဘာစီလိုနာနဲ့တတ်ဆိုင်ခြင်းမရှိဘူးဒါပေမဲ့ဒီပြိုင်ဆိုင်မှုရဲ့ပြင်းထန်ခြင်းပြီးတော့ဒီနှစ်သင်းချားကပြိုင်ဆိုင်မှုကြောင့်ကျွန်တော်တို့အနာဂတ်မှာပြင်းထန်တဲ့ဒီ proactive football နဲ့ reactive football ကြားကပွတ်တိုင်မှုတွေ ဇလန်းစက်ကွက်တွေအများကြီးကိုကျွန်တော်တို့အများကြီးမြင်တွေ့ခဲ့ရတာဖြစ်တယ်အထူးသဖြင့် Guardiola နဲ့ Mourinho ညာကရှင်ပြိုင်မှုတွေကိုအဲ့တော့အဲ့ဒီရှင်ပြိုင်မှုတွေအတွက်အခု Inter Milan နဲ့ Barcelona ကြားကရှင်ပြိုင်မှုကအရေးပါခဲ့တယ် Mourinho ကတော့ဆက်ဆောင်နေနဲ့ကျွန်တော်တို့ပြောရလိုက်မယ်အဲ့ဒါ2009-2010ပေါ့နော် Inter အမှတ်ရစရာကောင်းတဲ့ final တစ်ခုဖြစ်ပြီးတော့ Mourinho ရဲ့အတင်ရ Guardiola ရဲ့ Mighty Barcelona ကြီးကိုအနိုင်ယူနိုင်ခဲ့တယ် Reactive football က proactive football ကိုအနိုင်ယူခဲ့တယ်အဲ့ဒီအချိန်မှာ Barcelona ကလုံးဝ ဘောလုံးကပိုင်အကောင်းဆုံးအသင်ဂျိုသားအသင်တမိုင်းလျှောက်အကောင်းဆုံးအသင်တွေထည့်ခံထားတဲ့အခြေအနေအဲ့ဒီအခြေအနေကိုကွာဂျူကွာဂျူလာရဲ့အဲ့ဒီအသင်အရန်ကောင်းနေတဲ့အခြေအနေကိုမော်ရင်ညိုရဲ့အသင်ကအနိုင်ယူခဲ့တာဖြစ်တယ်။နိုင်ယူခဲ့တဲ့အခါမှာလေပထမအကြော့မှာ3-1နဲ့နိုင်တယ်ဒုတိယအကြော့မှာဘာစီလိုနာက1-0နဲ့ပဲနိုင်တယ်။တပွဲလုံးကိုပိတ်ဆို့ကစားပြီးတော့မော်ရင်ညိုရဲ့ဒါကဘာကျော်စကားတွေဖြစ်တယ်ဘောလုံးမလိုဘူးပေါ့နော်။ဒီဘောလုံးမလိုနိုင်ရဘူးပဲလိုတယ်ဆိုတဲ့စကားတွေအတွက်တသက်ပြချက်တွေ ဖြစ်ခဲ့တယ်။ဒါကြောင့်မလို့ဘောလုံးကပန်နဲ့ရှင်ပြီးတော့ဘောလုံးရဲ့နီးပြူကသမိုင်းကိုဘောလုံးရဲ့သမိုင်းနဲ့ကိုရှင်ပြီးတော့အရေးပါခဲ့တဲ့ပွဲအဖြစ်ကျွန်တော်တို့ယူဆလို့ရတယ်။အဲ့တော့မော်ရီညိုကဘာဖြစ်လို့ဇက်ဆောင်ဖြစ်နေရတယ်လဲဆိုတော့မော်ရီညိုကွာဒီယိုလာဘာစီလိုနာဒီဆက်နွယ်မှုမှာဒီမော်ရီညိုကဖိုခနောက်ဆိုင်အဖြစ်ရှိနေခဲ့တယ်ပေါ့နော်။အဲ့တော့2008ရာသီမှာဘာစီလိုနာအသင်းကနီးပြအသက်ခန့်တဲ့အခါမှာဒီမော်ရီညိုကလည်းအင်တာဗျူးရတဲ့တရားတယောက်အပါဝင်ဖြစ်တယ်။ဒါပေမဲ့မော်ရီညိုအလုံးမရှာခဲ့ဘူး။အဲ့တော့အင်တာဗျူးပြီးသွားပြီ chicky bakery stain ကအဲ့ဒီတော့ agatha writer interview ရတယ်ဒါပေမဲ့ငွေညိုကအချိုးချောင်းပေးတဲ့အခါမှာ bakery stain ကပြန်ပြောပြရတယ်ပေါ့နော်ငါတို့ဆုံးဖြတ်မှာမဟုတ်ဘူးဒီယာတို့ကိုဆုံးဖြတ်မှာကတော့ဒါ barcelona way ရဲ့အဓိကခေါင်းဆောင်ကြီးဖြစ်တဲ့ joan craft joan craft ကတော့အဲ့ဒီအချိန်မှာအသင်းမှာတရားဝင်ယာတို့ယူတာမဟုတ်ဒါပေမဲ့သူဟာ barcelona is ဒီ barcelona way ဆက်သွယ်ချက်ရဲ့ total football ဆက်သွယ်ချက်ရဲ့အဓိကခေါင်းကန် parking ကြီးဖြစ်တယ်ပေါ့နော်အဲ့တော့သူဆုံးဖြတ်မယ်လို့ပြောတယ်ပြီးတော့ငွေညိုကဒီ barcelona အသင်းဆက်သွယ်ခဲ့ဆက်သွယ်ခဲ့တဲ့အချိန်မှာတော့ ဘာစီလိုနာအသင်းနေနဲ့ပြန်ပြီးတော့တုံ့ပြန်ခဲ့တယ်။ငါတို့လူရွှေးပြီးသွားပြီ။ရွှေးလိုက်တာကတော့ခွာယူလာဖြစ်တယ်။ခွာယူလာအဲ့ဒီအချိန်မှာလူငယ်အသင်းကိုမဲခိုင်တွေ့ရတယ်ပြီးတော့နီးပြအတွေ့အကြုံမရှိသေးတဲ့အခြေအနေမော်ရင်ယူကနီးပြဘဝမှာ special one ဆိုတဲ့အခြေအနေတစ်ခုကိုတိဆောက်ထားနိုင်ခဲ့ပြီးတော့ပေါ်တိုအသင်းနဲ့လည်းအောင်မြင်မှုတွေရှာတယ်။ Chelsea အသင်းနဲ့လည်းအောင်မြင်မှုတွေစတိုက်ယူခဲ့တဲ့အခြေအနေ။အဲ့ဒါကိုဘာစီလိုနာအသင်းကညင်းပယ်ခဲ့တာဖြစ်တယ်။ဒီအကြောင်းကိုတော့လက်ရှိ Manchester City မှာ CEO လုံနေတဲ့ Ferran Soriano ကသူ့ရဲ့စာအုပ်ထဲမှာ ထည့်ရှိခဲ့တယ်ပေါ့နော်မော်ရီညိုကိုသူတို့ညင်းပယ်ခဲ့တဲ့အကြောင်းသူတို့ရွေးချယ်ပြီးပြီဖြစ်တဲ့အကြောင်းဘာဖြစ်လို့မရွေးရလဲဆိုတော့မော်ရီညိုဟာသူတို့ရဲ့လမ်းစဉ်တွေနဲ့မကိုက်တာဖြစ်တဲ့အတော့မော်ရီညိုကတကယ်ကိုထူးချွန်တဲ့နေပြဒါပေမဲ့သူတို့ရဲ့လမ်းစဉ်တွေမကိုက်တဲ့အခါမှာမော်ရီညိုရဲ့နီလန်ဟာသူတို့အသင်းကိုရေရှည်မှာအကျိုးရုပ်လာစေနိုင်တယ်ဆိုပြီးတော့ဖယ်နန်ဆိုရီယန်တို့ကသူ့ရဲ့စာအုပ်ထဲမှာထည့်ရှိခဲ့တယ်အဲ့တော့ဒါဟာနောက်ခွဲမှာဖြစ်ခဲ့တဲ့ကိစ္စရည်ကြီးဖြစ်တယ်။အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့မော်ရီညိုကအင်မတန်အထိနာခဲ့တယ်။ဘာဖြစ်လို့လဲဆိုတော့သူကိုယ်တိုင်ကလည်းဘာစီလိုနာဘောင်းတယောက်ဖြစ်တယ် ဘာစီလိုနာဘောင်းတရားဖြစ်တယ်ဒါမဲ့ကွာရီယိုလာလိုမျိုးသူကနီးပြမဖြစ်ခဲ့ဘူးဂျိုဆေမိုရီညိုအနေနဲ့ဘာစီလိုနာအသင်းမှာသူက translator ဖြစ်ပေါ့နော် translator လို့သတ်မှတ်ခံရဒါမဲ့တကယ်တော့ translator လည်းသူကပိုတယ်ဘာလို့လဲဆိုတော့ Sabobi Robson နဲ့သူဘာစီလိုနာအသင်းကိုရောက်ရှိလာတယ်ပြီးတော့ Bobby Robson ကရလက်ပြီးမကောင်းတဲ့အတွက်အသင်း advisor ambassador rule ကိုလျှောက်သွားပြီးတော့ Louis van Gaal ရောက်ရှိလာတယ်အဲ့တော့ van Gaal ကင်တွင်နေတဲ့အချိန်မှာမော်ရီညိုကို third assistant အနေနဲ့ ခံရခဲ့တယ်ပေါ့နော်မော်ရီညိုရဲ့အရှိအသွေးကိုစာဘော်ဘီရော့စင်ကြီးကထောက်ခံခဲ့တယ်ဘော်ဘီရော့စင်ကမော်ရီညိုကိုစကတ်ပြန်အနေနဲ့လည်းမဟုတ်ဘဲနဲ့သူ့အတွက်ကောင်တာဘယ်လန့်စ်လုပ်ပေးတာပေါ့နော်ဘော်ဘီရော့စင်ကအကောင်အရန်မြင်တတ်တယ်ဂျန်တယ်မန်အရန်ဆန်တယ်ပြီးတော့တိုက်စစ်အသားပေးတယ်အချိန်မှာမော်ရီညိုကအဲ့ဒီ characteristic တွေနဲ့စန့်ကျင်ဘက်အရှိအသွေးတွေရှိတယ်ပြီးတော့မော်ရီညိုကကစားသမားဘဝမအောင်မြင်ခဲ့ပေမဲ့သူ့အနေနဲ့သူ့အဖေရဲ့အသင်းမှာဒီ scout လည်းလုပ်ဘူးတယ် player analysis တွေလည်းလုပ်ဘူးတယ်ပြောမလို့ဆိုမော်ရီညိုရဲ့ဘောလုံးသမိုင်းကြောင့်ကြီးတယ်သူ့အဖေကလည်း သူ့အဖေကဘလုံးသမားဘွားမှာမအောင်မြင်မဲ့နီးပြဘွားမှာတော့ထိုက်လျောက်ဒါ RV အသင်းကိုဘလူးဘွဲတွေပါပို့ပေးတဲ့အနေအထားမျိုးပေါ့နော်ကျွန်တော်ကဘာနေနဲ့မကြော်ကြမယ်သူ့ရဲ့ product ကြီးထဲမှာတော့နာမည်တခုရှိတယ်။သူ့အဖိုးကလည်းဒါဘလုံးအသင်းရဲ့ဥက္ကဋ္ဌဖြစ်တယ်။အဲ့တော့ Mourinho အနေနဲ့လည်းဒါပြောမယ်ဆိုရင် Lisbon ရဲ့အကြီးမားဆုံး sports school ကနေဆင်းတဲ့ဒီ sport science နဲ့ပြီးတဲ့ပညာတတ်တယောက်ဖြစ်တယ်။ဘာသာစကားတွေလည်းထူးကျွန်တယ်ပေါ့နော်။အဲ့တော့ဒီအခြေအနေမှာသူ့ကို Benfica အသင်းကိုနေပြဖို့ရောက်ရှိလာ Bobby Robson ကြီးက translator အနေနဲ့ခန့်တယ်ခန့်ပြီးတော့ခုနလိုမျိုးဒီဖြစ်ရလေးဖြစ်လာတယ်အဲ့ရန်နေမှာ तू က Barcelona bound ဖြစ်ခဲ့တယ် Barcelona မှာ तू ပြောမယ်ဆိုရင် Barcelona ရဲ့ဝေးရင်နဲ့ तू ကောင်းကောင်းကျွမ်းကျင်နားလည်နေ high presence ဆိုတဲ့အယူအဆကို तू Porto ခေတ္တမှာလေးကတုံးနေခဲ့ပြီဒါပေမဲ့ anti football ဆိုတဲ့အခြေအနေဖြစ်လာဖို့အတွက်ပေါ့နော်ဘာဖြစ်လို့ဒီစကားကိုပြောရလဲဆိုတော့ Mourinho ကဒီ Inter Milan ကိုမနိုင်ခင်တဲ့အချိန်တုန်းကကျွန်တော်တို့အခုလိုသိတဲ့အရာမျိုးအခုလိုမျိုးပိတ်ကံတဲ့ Mourinho မျိုးမဟုတ်ခဲ့ဘူးအရှင်တော့ ဝင်ရွေးပေါ်တိုအသင်းရချန်ပီယံလိမှာ၉သွင်းအများဆုံးအသင်းတွေမှာပါတယ်ဒီလိုပဲ Chelsea အသင်းရဲ့၉သွင်းတော့လည်းသွားကြည့်လို့ရခန်စစ်ကောင်းတာမှန်တယ်ဒါပေမဲ့တိုက်စစ်မကစားတာမဟုတ်ဘူးပိတ်ကစားတာလည်းမဟုတ်ဘူးလိုအပ်လာရင်တော့အနိုင်ရလက်ကိုဥတည်တတ်ပေမဲ့လုံးဝ pack the bus ဆိုတာမဟုတ်ဘူး pack the bus ဆိုတာကမော်ညိုကိုယ်တိုင်ဒါပြိုင်ဘက်အသင်းကိုထိုးနှက်ခဲ့တဲ့စကားလုံးဖြစ်တယ်အဲ့စကားလုံးကိုဒါနောက်ပိုင်းသူပိတ်ဆော့လာမှသူ့ပြန်ပြီးတော့မီဒီယာတွေပြန်ထိုးနှက်ကြတာပေါ့နော်အဲ့တော့မော်ညိုနဲ့ဘာစီလိုနာအင်တာမီလန်ကြားတဲ့ကနောက်ခံတမိုင်းအကြောင်းတွေဒီလိုမျိုးရှိတယ်အင်တာလည်းစိတ်ဝင်စားဖို့ကောင်းပြီးတော့ နောက်ထပ်လာမယ်ပေါ့နော်မော်ရင်ညိုနဲ့ဂွာဒီယိုလာကြားရဲ့ပြန်ဆန်မှုအတွက်အခြေခံမိစားတွေဖြစ်ခဲ့တယ်အဲ့တော့2009 2010 Champions League Semi Final မှာဒီနေ့သင်းတွေ့ကြတော့ဘလို့ပဲဖြစ်ဖြစ်ဘာစီလိုနာပိုကောင်းတဲ့အသင်းဆိုတာတစ်ကမ္ဘာလုံးမှာမှတ်ကြောက်တင်ခံမိတာမက်ဆီရှိတယ်ဇာဗီရှိတယ်အီဗရာဟီမိုဗစ်လောလောလတ်ရောက်ရှိလာတယ်ကန်စမပီကအရန်တောက်ပါလာပြီပူရိုးရှိတယ်ဆာဂျီယိုဘူးစကက်တောက်ပါလာပြီဒီလိုအခြေအနေနဲ့အသိဉာဏ်ကြီးပေါ့နော်အင်တာမီလန်ကတော့ လူငယ်ကစားသမားတချို့ရဲ့ဘာလို့တယ်လီယိုစတင်ပေါ်ထွက်လာပြီဒါပေမဲ့ကျန်တဲ့ကစားသမားတွေရတချီကစားသမားတွေရတယ်ပြောမဆိုရင်ဒီဘာစီလိုနဲ့တွေ့တဲ့ပွဲမှာလောဒါဆမ်ဝဲရဲ့လူစီယိုရဲ့စန်တာဘက်မှာကစားတယ်အသက်35နှစ်ကျော်နေပြီဖြစ်တဲ့စန်နဒီကပယ်နောက်ခံအဖြစ်ကစားတယ်အဲ့တော့ဒေါနာမီကစားသမားဆိုတာအင်မတန်နဲပါနေတဲ့အခြေအနေမျိုးဒါတီယာဂိုမော့တာရဲ့မိုင်ကွန်ရဲ့ဒါအထူးဒီဂိုမီလီတိုဒီလိုကစားသမားတွေပဲရှိတယ်ပေါ့နော်စနိုက်တာပေါ့နော်ဒါပေမဲ့ဒီကစားသမားတွေကအပယ်ခံနေလို့ပြောလို့ရတယ်ဥပမာဒီဂိုမီလီတိုလည်း အာနာမည်အရင်ထွက်နေတဲ့ကစားသမားမျိုးမဟုတ်ဘူးစနိုက်ဒါကလည်းပြောမယ်ဆိုရင် Real Madrid အပယ်ကံဖြစ်ခဲ့တယ်အဲ2ကလည်း Barcelona ရဲ့အပယ်ကံဖြစ်ထားတဲ့အခြေအနေ Maicon ဆိုတာကလည်းအားလုံးသိတဲ့အတိုင်းပဲ Daniel Alves ရဲ့လောင်းရီအောက်မှာရောက်ရှိနေတဲ့အခြေအနေမျိုးပေါ့နော်ဒါပေမဲ့လည်းတကယ်တမ်းကစားတဲ့အခြေအနေမှာတော့ Mourinho ရဲ့အသင်းကတတစီစီကစားနိုင်ခဲ့တယ်ပထမအကြော်မှာ3-1နဲ့နိုင်တယ်အဲ့တော့ဒီနေရာမှာ3-1နဲ့နိုင်ခြင်းမှာတော့အရေးပါတဲ့ကျွန်တော်တို့ထည့်ပြောဖို့မိနေတဲ့အကြောင်းရင်းတစ်ခုရှိတယ်အဲ့ဒါကတော့ Iceland ကမီးတော့ ောက်ကွဲတဲ့ကိစ္စပေါ့နော်အိုင်စလန်မီးတောင်လို့ပဲပြောလိုက်တော့မယ်နာမည် truck ကလည်းအင်မတန်ခက်ခဲတယ်ပေါ့နော်အဲ့တော့အိုင်စလန်မီးတောင်ပောက်ကွဲတဲ့အခါမှာဒီလေကြောင်းလိုင်းတွေကလေရင်သွားလာပို့အတွက်ခက်ခဲတယ်ဖြစ်တယ်အဲ့ဒီအခါမှာဒီမေလန်မြို့မှာ ကစားမဲ့ဆန်စီရိုကွင်းမှာကစားမဲ့ပေါ့နော်ပထမအကြော့ပွဲစဉ်ကိုဘာစီလိုနာအသင်းက14နာရီကြာတဲ့ဘတ်စကောင်းနဲ့လာခဲ့ရတယ်အဲ့တော့လေရင်နဲ့သွားမဲ့ခီးကိုသူတို့ဘတ်စကောင်းနဲ့လာခဲ့ရတဲ့အတွက်ဒါ physical fatigue တွေရှိမယ်လို့ဒါယူဆလို့ရတယ်ကွာဂျူလာအနေနဲ့လည်းဒီအကြောင်းကိုသူရဲ့ press conference မှာထည့်ပြောသွားခဲ့တယ်ဗောနော်အဲ့တော့ဒီအကြောင်းအရာလေးရှိတယ်ဒါပေမဲ့တကယ်တမ်းပွဲမှာ tactically outclass လုပ်သွားတာမော်ရီညိုရဲ့အသင်းဖြစ်တယ်အဲ့တော့ဒီအကြောင်းကိုတော့ coach scout ဆိုတဲ့ဒီအစီအစဉ်မှာမော်ရီညိုပြောခဲ့ပူတာရှိတယ်ဗောနော်ကျွန်တော် အရင်အကျယ်အတွင်းပြောစရာမလိုဒီဘက်ခင်မှာတော့အဲ့ဒီအနိုင်ယူတဲ့နီးပြူဟာက Guardiola ရဲ့အသင်းကိုနိုင်ယူတဲ့နီးပြူဟာ Dufford ကစားကွက်ဖြစ်နေပြီ Dufford strategy ဖြစ်နေပြီအဲ့တော့လူတိုင်းသိပြီးသားပဲခန်းစစ်ကိုကြက်လိုက်အောင်ကစားမယ် highlight တက်နေတဲ့ Guardiola ရဲ့ဒီ defensive line တွေရဲ့အနောက်ကို အလင်းမြန်ဆုံးနဲ့ throw နဲ့ transition နဲ့ attack တွေနဲ့ဒီ user ကိုပဲတုံးတာဒါပေမဲ့အဲ့ user ကအဲ့လောက်ကြီးသင်တလောက်မယိုရှင်ဘာဖြစ်လို့လဲဆိုတော့ messi ဆိုတဲ့ဂျိုသားပါနေလို့အဲ့တော့ messi ဆိုတဲ့ဂျိုသားကိုတာစီဘိုတမွန်ယူချမှတ်ခဲ့တဲ့လမ်းစဉ်ကရှင်းရှင်းလေးပဲ man to man marking မကပ်ဘူးစနဒီဟာ messi နဲ့အသက်အရွယ်အရင်ကွာနေတဲ့အချိန်ဒါဒါပေမဲ့စနဒီဟာ အတိုင်းတာတစ်ခုတွေမက်ဆီကိုထိနိုင်ခဲ့တယ်ပြီးတော့မက်ဆီကအလဲအလဲကိုဝင်တဲ့အချိန် drift inside နဲ့မထန်ရူးတဲ့ဝင်သွားတဲ့အချိန်ဒီမှာအလဲမှာရှိနေတဲ့ Thiago Motta နဲ့ Kempia ဆိုလို့ကသူတို့ရဲ့ဇုံကိုကာကွယ်ထားတယ်ပြောမယ်ဆိုဇုံထဲမှာခင်ဆုံးနဲ့ဆွမ်းလမ်းမှုမှုနဲ့ပဲမက်ဆီကိုထိန်းချုပ်သွားခဲ့တယ်မက်ဆီရဲ့ဆွမ်းဆောင်ရည်ကိုကျွန်တော်တို့အများကြီးမမြင်ခဲ့ရပဲနဲ့ Danny Alves ကလည်းမက်ဆီအတွင်းဝင်တောင်မန်ကျော်တစ်ချောက်ပြစ်တဲ့ဆိုတဲ့အရာကိုမလုပ်နိုင်ခဲ့ဘူးအဲ့တော့အဲ့ဒီဟာတစ်ခုလုံးကို Pandev Pandev Sanadi Kempia ဆို Thiago Motta ဒီအရာကြီးနဲ့ထိန်းချုပ်သွားခဲ့တယ်ဒါက cancel ပိုင်းတိုက်စစ်ပိုင်းမှာတော့ ဒီမိုင်းကွန်အတူဘက်ကတောင်းမန်လေးနဲ့တော့ရှောက်ထိုးနေပြီးတော့အင်တာမီလန်ဟာ၃ဂိုးရယူသွားခဲ့တယ်အဝက်စလီရှနိုက်ဒါတို့ကိုသွင်းတယ်မိုင်းကွန်တို့ကိုသွင်းတယ်ချီကိုမီလီတို့တို့ကိုသွင်းတယ်3-1ဆိုတဲ့ရလက်ကတကယ်ပြတ်သားခဲ့တယ်အဲ့တော့ဒါပေမဲ့ဘာစီလိုနာဟာပြန်လာနိုင်စွမ်းရှိနေတော့မယ်လူရီးယားအကျော်မှာဘာစီလိုနာအနေနဲ့အပြစ်အင်ပြအပြစ်ကန်ခဲ့ဒါပေမဲ့တယောက်ရော့ပေါ့နော်ပွဲချင်းတနာကြီးတိတိတနာကြီးကြော်တယောက်ရော့နဲ့ကစားခဲ့ရပါမယ်အင်တာမီလန်လိုအပ်တဲ့ဒီဂိုးတွေကို ထိန်းချုပ်နိုင်ခဲ့ပြီးတော့ဘာစီလိုနာကိုမပေးအောင်ကစားနိုင်ခဲ့တယ်ဘာစီလိုနာ80ကျော်မှာ PK ရဲ့တလုံးတည်းသောသွင်းကိုပဲရရှိခဲ့တယ်နောက်တစ်ဆင့်တက်ဖို့မလုံလောက်ခဲ့ဒီပွဲမှာလည်းမွန်ညွဲ့အသင်းကဒါ defense မှာ master class ပြသွားတယ်ဘာစီလိုနာဘာမှအလုပ်လို့မရဘောလုံးကင်ထားတာပဲရှိတယ်လုံလောက်တဲ့ကန်သွင်းချက်ဂိုးဖြစ်နိုင်ခြင်းများတဲ့ကန်သွင်းချက်တွေမလုံနိုင်ခဲ့ပဲနဲ့မွန်ညွဲ့ခန်စစ်နာမည်ကျော်ခန်စစ်ကိုလက်မြောက်ရှုံပေးခဲ့ရတယ် အဒါဟာမွန်ညိုအကြီးရဲ့ဆုံးနိုင်ငံတွေရတခုဖြစ်တယ်အဲ့ဒီနေ့မှာ final တက်တယ် final တက်ပြီးတော့မွန်ညိုကသူ့ရဲ့ဒါ IS Barker connection တွေကဥဆောင်နီးပြတရားဖြစ်တဲ့ Louis van Gaal တွင်နေရဲ့ Bayern Munich ကိုထပ်နိုင်တယ်ပြီးတော့ travel ပေါ့နော်ဖလားသုံးလုံးအောင်မြင်မှုကိုရရှိခဲ့တယ် Inter Milan အတွက်နှစ်ပေါင်းများစွာဝေးကွာနေတယ် Champion League final လည်းဖြစ်တယ်အဲ့တော့အဲ့ဒီအရာတွေအကုန်လုံးကိုမွန်ညိုကရှားယူသွားခဲ့တာပေါ့နော်အဲ့တော့မွန်ညိုရဲ့နီးပြပွဲအတွက်လည်း immediate အရှိပါတယ်ဘောလုံးသမိုင်းကြောင်းအတွက်လည်းပြောမယ်ဆိုရင် ဒီဂျိုသားအသင်းလိုအလုံးသတ်မှတ်ထားတဲ့ Guardiola's system တခုကိုမော်ရီညိုကသူ့ရဲ့ဒီ Dark Lord tactical unit တာတိုက်ခိုက်နိုင်ခဲ့တယ်ပိတ်ဆို့နိုင်ခဲ့တယ်ဖျက်ဆီးနိုင်ခဲ့တယ်ဒီအချက်ကိုကျွန်တော်တို့မြင်ခဲ့ရတယ်ပြောမဆိုရင်ကျွန်တော် tactical landscape တခုကနေဒဲကနေမဟုတ်ပဲねဒီအခြားသောပေါ့နော်ဘောလုံးရဲ့ dramatic ဖြစ်တဲ့အပိုင်းအကြည့်မယ်ဆိုရင်လေမော်ရီညိုရဲ့အမုံတရားအမုံတရားကိုကျွန်တော်နောက်ပိုင်းမှာအများကြီးမြင်ရတယ်ပေါ့နော်အဲ့ဒီအမုံတရားကိုမြင်ရတယ်ပြီးတော့ Guardiola ရဲ့အသင်းတွေကဒီ lower ချက်တွေကို မွန်ညိုနေနဲ့အကောင်းဆုံးထောက်ပြနိုင်ခဲ့တယ်ပြီးတော့ကျွန်တော်တို့က proactive လို့ Guardiola ရဲ့အသင်းကိုပြောကြတယ်ဒါပေမဲ့တကယ်လည်းကျွန်တော်တို့အသေးစိတ်ကြည့်မယ်ဆိုဒုတိယအကြော့မှာပထမအကြော့ကတောက်လျှောက်ဒုက္ခရောက်ခဲ့တဲ့ဘယ်ကန်ဆက် Maxwell Maxwell ကဘာစီလိုနာအသင်းရဲ့ဘယ်တောင်မှကြောတစ်ချက်ကနေ attacking ကိုအကောင်းဆုံးလိုက်နိုင်တဲ့ကစားသမားဒါပေမဲ့ဒုတိယအကြော့မှာ Gabriel Milito ကိုသုံးခဲ့တယ် center back ကန်ဆက်ပိုကောင်းတယ်ဘာလို့လဲဆိုတော့ Mingon နဲ့ Atu ရဲ့ wing attack တွေကိုကြောက်လို့ပေါ့နော်အဲ့တော့ဆိုလိုချင်တာဘောလုံးဟာဒီ reactive proactive ဒီအရာတွေနဲ့ပေါင်းပြီးခက်ထားပြီးတော့ဒီနှစ်ခုလည်းပဲဒီရှိနေရမှာပွဲရဲ့အခြေအနေပေါ်မူတည်ပြီးတော့အရာအလုံးကပြောင်းလဲနေရအများကြီးရှိဘောညိုက reactive reactive defensive ဒါပဲကစားနေရမှာမဟုတ်ဘူးဒီပွဲထဲမှာကျွန်တော်တို့အကျယ်ချဲ့ပြီးတော့ပြောလို့ရတာအများကြီးရှိတယ်အဲ့ဒီအရာတွေအကြောင်းကိုလည်းဒါကျွန်တော်ပြောရင်ပို့ပြီးရှင်းနေမှာဖြစ်တဲ့အတွက်ဒါမောညိုရဲ့ဒီ coaches vice assistant မှာရှင်းပြထားတဲ့3-1နဲ့9နဲ့ပွဲကိုရှင်းပြထားတဲ့အသေးစိတ် video 7 minutes အားရှိပါတယ်အမှကြည့်လိုက်တော့ပို့ပြီးတော့ဒါရှင်းလင်းနေဒါလူတို့တော်များများလည်းသိပြီးသားဖြစ်မယ်ထင်လို့ကျွန်တော်အသေးစိတ်တော့ဒီအကြောင်းကို ထပ်မပြောတော့ဘူးမော်ရီညိုအနေနဲ့ဒီအောင်ပွဲပေါ့နော်ပြောမယ်ဆိုရင်သူမကြာခဏပြောလေးရှိတယ်လို့ပဲရွှဲ့ပြောတာပေါ့နော်ဂွာဒီယိုလာဟာဖလားရဖို့အတွက်နီးစက်တဲ့အသင်းတွေလွယ်ကူတဲ့အသင်းတွေကိုခိုင်ထွေတယ်သူယူခဲ့တဲ့အောင်မြင်မှုတွေကတော့အင်မတန်ခက်ခဲတဲ့ပေါ်တိုချဲဆီအင်တာမီလန်ဒီဖယ်ကယ်ဒီရေတင်အယံမြင့်တဲ့အသင်းတွေကိုသူခိုင်ထွေပြီးတော့အောင်မြင်မှုတွေရယူခဲ့တယ်ပြီးတော့ရီယယ်မက်ဒရစ်ကိုပါသူထည့်ပြောတယ်ရီယယ်မက်ဒရစ်ရဲ့ဒီဖလားအောင်ပွဲကလည်းအယံခက်ခဲတယ်ပေါ့နော်ပြောမယ်ဆိုရင်ဒီဂျိုသားဘာစီလိုနာအသင်းဖြစ်နေတော့မယ့်အချိန်မှာအဲ့ဒီအသင်းကိုကြော်ပြီးတော့အမှတ်တရနဲ့ ကိုဆွဲတယ်ဆိုတာသူ့ရဲ့ချင်းမတဲ့အောင်မြင်မှုအဖြစ်ပြောခဲ့တယ်အဲ့တော့ပြောခဲ့တဲ့နေရာမှာခုနဘာစီလိုနာအတွက်အမုံတရားကြီးလည်းပါခဲ့တယ်အမြင်နဲ့လည်းပါနေအမြင်နဲ့လည်းပါနေပြီးတော့ဒါဟာဘောလုံးလောကရဲ့ပြီးတော့မော်ရင်ဂျိုဆိုတဲ့ဒါ special one ဖြစ်တည်မှုအတွက်အရေးပါတယ် topics တကူတွစ်ဆုံမှုတကူဖြစ်ခဲ့တယ် Inter Milan နဲ့ Barcelona ကြားကစိတ်ဝင်စားစရာအမတ်တရားတစ်ခုလည်းဖြစ်ခဲ့တဲ့အကြောင်းတင်ပြချင်ပါတယ်ကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက် video လေးမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ